ေစုဘုရင်ပွင့်နေကြီးရှင်လုကာအေဝံဂေလိကျမ်းအခန်းကြီး23အခန်းငယ်35မှ43ထိုအချိန်၌အုတ်ချုပ်သူအရာရှိတို့ကဤသူသည်အခြားသူများကိုကဲတင်ခဲ့၏အကယ်၍သူသည်ဖျားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်ပါလျင်မိမိကိုမိမိကဲတင်ပါစေဟုလောင်ပြောင်ပြောဆိုကြ၏စစ်သူရဲတို့သည်လည်းပြည့်ရပြူကြပြီးအထံတော်သို့ချဉ်းကပ်ကြ၍ ကိုတော်တောက်ရန်ပုံးရီကိုပေးကြလျက်တင်သည်ဂျူးလူမျိုးရိဘရင်ဖြစ်ပါလျင်တင့်ကိုတင်ကဲတင်ပါလော့ဟု ဆိုကြ၏ဤသူဒီကဂျူးလူမျိုးရိရှင်ဘရင်ဖြစ်သည်ဟု၍ရေထိုးထားသောကပီးစာသည်လည်းကိုတော်ဤဥကောင်းအထက်တွင်ရှိလေ၏လဝကတိုင်တင်ခံရသော ရာဇဝတ်သားနှစ်ဦးတွင်တဦးကတင်သည်ခရစ်တော်မဟုတ်လောသို့ဖြစ်လျင်တင့်ကိုတင်နှင့်ငါတို့ကိုလည်းကဲတင်ပါလော့ဟု ကဲ့ရဲ့ပြောဆိုလေ၏တို့ရတွင်တခြားတူသည်ထိုသူကိုပြစ်တင်ဆုံးမကတင်းသည်လေတူညီသောစီရင်ချက်ကို ခံရပါလျက်ဖရာသခင်ကိုမကြောက်ရွံ့ပါသလားငါတို့သည်တရားသဖြင့်အပြစ်ဒဏ်ခံရရ၏အကြောင်းမူကားငါတို့သည်ငါတို့ပြုမိသည့်လောက်ရံများအတွေ့ထိုက်တဲ့စွာခံကြရ၏ဤသူဒီကမိသည့်မကောင်းမှုကိုမြမကျွလွန်ခဲ့ဟုဆိုပြီးမှအိုယေဇူးကိုရောဤနိုင်ငံတော်သို့ ကြွဝင်တော်မူသောအခါအကျွန်ုပ်ကိုတရိယာတော်မူပါဟုပြောလေ၏ကိုတော်ကလည်းသင်ဟာငါအမှန်ဆိုသည်ကယနေ့တင်သည်ငါနှင့်အတူပါရာဒီဇု၌ရှိရမည်ဟု သူအားမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် This is the king of the Jews ပီလာတိုမင်းသခင်ဆိုရဲ့လက်ဝါးကားတိုင်းမှာချိတ်ဆွဲထားတဲ့စာရန်ဟာ ဂျူးတွေကိုရန်စဖို့ဖြစ်ပါတယ်ဂျူးလူမျိုးတွေကို အကြောက်တရားဝင်သွားအောင်လှုပ်ချင်းလည်းပဲဖြစ်နေပါတယ်ပုံကံထကြသူမှန်သမျှဒီလိုဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးပြလိုက်ခြင်းလည်းပဲဖြစ်ပါတယ်ဒီစာရန်ကိုဖတ်ကြတဲ့ရောမစစ်သားများဟာသခင်ယေရှုကို လောင်ပြောင် ခနဲ့ကဲ့ရဲ့ပြစ်တင်ရှုံချတာကိုလည်းပဲကျွန်တော်တို့တွေ့ကြပါတယ်။ဒီထက်မှဂျူးကောင်းဆောင်တွေကိုယ်တိုင်ပါဝင်နေတယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်။ မင်းဟာဂျူးရဲ့ရှင်ဘီရင်ဖြစ်တဲ့ဆိုရင်ကိုကိုကိုကယ်ပါလားဆိုပြီးလောင်ပြောင်တယောနေတာကိုလည်းပဲကျွန်တော်တို့ကြားပါတယ်။ဒါပေမဲ့ဒီနေ့ကြားတဲ့စိန်လူခရဲ့အင်္ဂလိပ်ကျမ်းထဲမှာတော့ဒီစာရန်လေးကို အလေးနဲ့ထားပြီးတော့ဖတ်ရှုခဲ့တဲ့ပုံကိုတယောက်ပေါ်ထွက်လာတာကို ကျွန်တော်တို့တွေ့ရပါတယ်။ဒီပုံကဘာပြောသလဲဆိုရင်ကိုရောဤနိုင်ငံတော်စီကိုရောကြွဝင်သောအခါတပည့်တော်ကိုသတိရတော်မူပါဆိုပြီးတော့ တောင်းလျှောက်ထားတာကို တွေ့ရပါတယ်ခရစ်သူတိုင်ထိတ်မှာချိတ်ဆွဲထားတဲ့ဒီစာတန်းကို အမှန်တကယ်သဘောပေါက်အမှန်တရားကို တွေ့မြင်လာသူဟာသူပဲဖြစ်ပါတော့တယ်ဖျားသခင်ရဲ့နိုင်ငံတော်ကို ခရစ်တော်ရဲ့နိုင်ငံတော်ဖြစ် ပထမဦးဆုံးသဘောပေါက်တဲ့လူတယောက်ကို ကျွန်တော်တို့တွေ့လာပါတယ်ဒီသူဟာသူ့ကိုခုနတောင်းလျှောက်ခဲ့တဲ့သူ့ရဲ့ညာဘက်မှာကတင်ခံနေရတဲ့ပုံကိုပဲဖြစ်ပါတယ် ဓမ္မဟောင်းရဲ့ဆာလံမှာကျွေးကြော်တာနေကျွန်တော်တို့တွေ့ရပါတယ်ဘယ်လိုကျွေးကြော်တယ်လဲဆိုရင် God is king ဖျားသခင်ဒီပြင်ပြင်ဖြစ်တော်မူ၏ဒီနေရာမှာတော့ဒီညာဘက်မှာရှိတဲ့ပုံကက Christ is king ခရစ်တော်ဒီရှင်ပြင် ဖြစ်တော်မူ၏ဆိုတဲ့အချက်ကိုကြီးညာလိုက်ခြင်းလည်းပဲဖြစ်ပါတယ်သိမဲ့ဝန်ခံကသူ့အတွက်လည်းပဲဒီနိုင်ငံတော်ကိုဝင်ရောက်ခွင့်ရဖို့အတွက် တောင်းမှန်တိုးရှိုးတောင်းလျှောက်လိုက်ခြင်းလည်းပဲဖြစ်ပါတယ် ဓမ္မဟောင်းမှာဆာလံနေတဲ့မှာတွေ့ရတဲ့နားလည်ထားတဲ့လူမျိုးဖျားသခင်ကိုဘယင်ဖြစ်နားလည်ခြင်းမျိုးကိုဒီနေ့ဒီပုဂ္ဂိုလ်ထံမှာလည်းပဲကျွန်တော်တို့တွေ့နေရပါတယ်ဒီဘယင်ဟာသူ့ကိုကူညီနိုင်မဲ့စွမ်းအားတကူရှိတယ်ဆိုတာကိုဒီပုဂ္ဂိုလ်ယုံကြည်နေပါတယ်မင်းတို့ဘာအနေငယ်အတွင်းမှာသေတော့မဲ့သေခြင်းရဲ့အမှောင်တွေကိုဝင်ရောက်ရတော့မဲ့သူ့ကိုကယ်နိုင်တဲ့ စွမ်းအားတကူရှိပါတယ်ဆိုတာကိုသူဒီနေ့ဝန်ခံလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။တခင်စုရဲ့စัจ java လာအလုံးနဲ့ဆိုင်တဲ့ဘယင်မင်းမြတ်ရဲ့အစွမ်းတကူဟာဒီနေ့ပထမအဦးဆုံးအချိန်ဖြစ်ရောင်နေပြိုလာပြီပဲဖြစ်ပါတော့တယ်။ဒီခရစ်စုတိုင်ပေါ်မှာစတင်ဖွင့်လက်ရောင်နေပြိုလိုက်ခြင်းပဲဖြစ်ပါတယ်။ပထမကျမ်းကလည်းပဲကျွန်တော်တို့ကိုဒေးဗစ်ဟာတခင်စုရဲ့တော်ဝင်ရှေ့ပြေး ဘိုးဘေးတပါးဖြစ်တယ်ဆိုတာကိုဖော်ပြထားတာကိုတွေ့ရပါတယ်။ဆောလ်ဘယင်နန်းဆန်နေတုန်းအချိန်မှာပဲတိုးချောင်းသားလေးဒေးဗစ်ကိုဆာမြွေကနေပြီးစီဖြင့်လိန်ချန်ချင်းအဖြစ်ပိတ်သိပ်ပေးကဘယင်ဖြစ်ကိုတင်မြောက်လိုက်တာကိုကြားသိကြပါတယ်။ဒီပထမကြားမှာပဲအစ္စရယ်လူမျိုးများ အားလုံးဟာဒေးဗစ်ကိုသူတို့အားလုံးရဲ့တိုးတိန်ရှင်ဘယင်ဖြစ်ကြီးညာလိုက်တာကိုလည်းပဲတွေ့ရပါတယ်။ ဒီဒေဗစ်ဘင်ကြီးဟာသခင်ယေရှုရဲ့ရှေ့ပြေးပုံရိပ်အဖြစ်ပြက်ပဲဖြစ်ပြီးခရစ်သူတိုင်းပေါ်မှာ တနည်းဖြစ်လာမဲ့အခြေအနေကိုကြိုတင် ပြတာနေခြင်းဖြစ်ပါတယ်။သခင်ယေရှုဟာဆေးဖြင့်လိမ့်ကျန်ရတဲ့ပုံကိုဖြစ်တယ်၊ကယ်တင်ရှင်ဖြစ်တယ်။ဒီချက်ကိုဘယ်မှာအတိအကျသိလာရလဲဆိုရင်သူရဲ့ခရစ်သူတိုင်းပေါ်မှာတွေ့ကြုံလာကြရတာပဲဖြစ်ပါတယ်။တလောကလုံးသိလာရပါတယ်။တန်ယောဟန်ရဲ့အင်္ဂလိကျမ်းသာအရဆိုရင် ဘာသာစကား၃မျိုးနဲ့ရေးသားထားတယ်လို့ဆိုပါတယ်အတိတ်ဘက်ကတလောကလုံးလူသိရှင်ကြဒီပုဂ္ဂိုလ်ဘယင်ဖြစ်တယ်ဆိုတာကိုသိလာပြီပဲဖြစ်ပါတယ်ကမ္ဘာသမိုင်းဆက်ဆက်မှာရှိတဲ့လောကတိုင်းနိုင်ငံအသီးသီးမှာရှိတဲ့အုပ်ချုပ်သူများဘယင်များအာဏာပိုင်များဟာသူတို့အာဏာရရှိဖို့အတွက်နီလာမျိုးစုံတုံးကြတာကိုတွေ့ရပါတယ်အများပိုင်းမတရားတဲ့နီနဲ့တုံးတယ်အားငယ်တဲ့သူတွေကိုဖိနှိပ်ချုပ်ချယ်ခြင်းနီနဲ့တုံးတယ် အင်အားသုံးအနိုင်ယူပြီးသူတို့ရဲ့ဩဇာအာဏာပါဝယ်ကိုရယူဖို့စ조사ခဲ့တာကိုသိကြပါတယ်ဒီနေ့ကျွန်တော်တို့ကျင့်ပါတဲ့ယေရှုဘုရင်ကြတော့တမျိုးမဟုတ်ပဲသူများကိုခြေမုံခြင်းမဲ့မဟုတ်ပဲတပားသူကိုတိဆောက်ပေးခြင်းမိမိအသက်ကိုပေးသည့်တိုင်အောင်တပားသူကိုပြန်လဲတိဆောက်ပေးခြင်းဖြင့်ဘုရင်ဖြစ်ကိုရယူလိုက်ခြင်းဖြစ်ပါတယ် လောကဘေးများနဲ့လုံးဝမတူ၊ကွဲပြားခြားနားတာဒါပဲဖြစ်ပါတယ်။လောကမှာရှိတဲ့ဘယင်းလို့ကြားလိုက်ရင် အများပိုင်းနှာခေါင်းရှုံကြတယ်။မကျေနပ်ကြဘူး။အထယ်မကြီးကြဘူး။မလေးစားကြတာကိုလည်းပဲတွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့ဩဇာအာဏာကို ပုံမှန်နဲ့နီးနဲ့မရယူခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ပေးဆက်တဲ့နီးနဲ့ရယူခဲ့တဲ့ပုံကွယ်ရလို့အင်မတန်မှရှားပါတယ်။ သူ့လောက်ပေးဆက်နိုင်တဲ့သူသူ့လောက်ပြန်လဲတိဆောက်ပေးတဲ့သူသူကိုယ်တိုင်ကလည်းပဲအသက်ကို ပေးပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ဘယင်အဖြစ်ကို ခံယူလာခြင်းပဲဖြစ်ပါတယ်အားလုံးသူ့၌တည်ရှိနေကြပါတယ်ဆက်လက်ပြီးတည်ရှိကြရအောင်မှလည်းပဲဖြစ်ပါတယ်ဒီဘယင်ရဲ့အုပ်ဆုံးမှုအောက်မှာနေထိုင်အသက်ရှင်မှသာလေကျွန်တော်တို့အသက်ရှင်တည်ရှိမှုကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒုတိယကျမ်း collateral order ဆာမန်တွေ့တာကတော့ဒါပဲဖြစ်ပါတယ် ဒီဘရင်မင်းမြတ်၌အာလုံးသောအရာများဟာတည်ရှိ နေထိုင်အသက်ရှင်မှုကိုရရှိကြပါれခရစ်သူတိုင်းပေါ်မှာသူ့ရဲ့အသွေးအားဖြင့်အသက်ကိုရရှိကြပါれလက်ရဘကသခိုးပြောတဲ့အတိတ်ပဲဟာဒါပဲဖြစ်ပါれခရစ်သူတိုင်းပေါ်မှာမိမိကိုယ်ကို စက္ကပ်ပူသောအသေးခံခြင်းအားဖြင့်နိုင်ငံတော်ရဲ့ဗဟုချက်မှဥတိုင်းကိုတီထောင်လိုက်ခြင်းပဲဖြစ်ပါれဒီခရစ်သူတိုင်းပေါ်မှာ ပုံစော်ဆက်ကအနံ့ခြင်းမပါပဲသူ့ရဲ့နိုင်ငံတော်တိဆောက်ခဲ့ခြင်းမျိုး မဟုတ်ပါဘူးဖရန်စင်းကအရာအလုံးဟာသူ့ကိုနာခံကြခြင်းဖြင့်အသက်တာကိုရရှိပိုင်ဆိုင်ကြမှာလည်းဖြစ်ပါတယ်အရာအလုံးနဲ့ပြန်လဲပြင်ရင်းခြင်းအားဖြင့်ဒီနိုင်ငံတော်ကိုတိဆောင်လိုက်ပြီပဲဖြစ်ပါတယ်သူ့ဘဝရဲ့ရည်ရွယ်ချက်အစဥ်မှကတည်းကပြောခဲ့တဲ့ ဒီဥတီချက်ဟာဒါပဲဖြစ်ပါတယ်နိုင်ငံတော်တည်ထောင်ဖို့နိုင်ငံတော်ကိုပိတ်အပ်ဖို့နိုင်ငံတော်အတွင်းမှာထာဝစဉ်ထာဝရနေထိုင်အသက်ရှင်ကဆုံးမဲ့ပျော်ရွှင်ခြင်းကိုခံစားကြဖို့ပဲဖြစ်ပါတယ်ချစ်ချင်းမြတ်တာငြိမ်သက်ခြင်းလုံခြုံစိတ်ချရခြင်းဒီရများအလုံးဟာဒီနိုင်ငံတော်မှာပဲ တွေ့ရှိနိုင်မှာဖြစ်ပါတယ်ကရိုင်းနိုင်ငံတော်သည် ရောက်ပါစေသော